ားလုံးပဲမင်္ဂလာပါ7 blog အနေနဲ့ပြန်လေးကြိုဆိုလိုက်ပါရစေ။အမေရိကန်ကတမတာတွေကတော်တော်များများကဒီညီဝဲတော်တော်တော်သဘောကျကြတယ်ဗျ။ပထမဆုံးတမတာကိုပြောရမယ်ဆိုရင်ကျွန်တော်တို့ Thomas Jefferson 1803လောက်တုန်းကပေါ့ဒီမနိုင်ငံမှာဆိုလို့ရှိရင်တော့ဒါဘိုးတော်ဘရိုမင်းလက်ထက်လောက်ပေါ့။ဧကပေါင်းအပြည့်ဆိုလို့ရှိရင်တန်း930ဧကတောင်ရှိတယ်။ ခြေဆိုအခြေကြီးပဲပေါ့နော်အဲ့တော့အဲ့ဒီတဧကရဲ့ဈေးနှုန်းကကျွန်တော်တို့ကုမြန်မာနိုင်ငံလိုမျိုးတပေပတ်လေဈေးတွေညမဟုတ်ဘူးတဧကပတ်လေတဧကပတ်လေဈေးနှုန်းက0.03စင်ပဲရှိတယ်3စင်လေးပဲရှိအဲ့တော့မြန်မာငွေနဲ့တွက်မယ်ဆိုလို့ရှိရင်လည်းဘယ်လောက်မှပြထောင်မနှမ်းလောက်ခရီးနဲ့ပေါ့နော်ကုခစ်ဈေးနဲ့ဆိုတော့မှအဲ့လောက်နဲ့ရလိုက်တာနပိုလီယန်ဈေးအနေနဲ့ပြောမှသူကဝယ်လိုက်တယ်ဒါပထမဆုံးပေါ့နောက်တစ်ယောက်ကတော့ Jane Kipos သူကလည်းပဲဒါ Manifest Dynasty လို့သူကသူပြောတယ် နေမြေချက်နောက်ဘက်ကိုနေမြေချက်ထွင်ရေးနေမြေချက်ထွင်ရေးဟာရတခင်ပေးတဲ့တာဝန်ပဲဆိုတော့သကလုံးကိုသူကလက်ကင်ထားပြီးတော့မြေကြီးအေကရအများကြီးကိုချက်တင်ခဲ့တယ်အမေရိကန်ကြီးဟာဒုတိယပထမလူစီယာနာပါချေချောင်းမလို့ဒဗယ်လောက်နှစ်ဆလောက်ဖြစ်သွားရာနေသူလက်ထမှာပို့ပို့ပို့ပြီးတော့ကျေလာတဲ့တက်ဆက်တို့လိုမျိုးဒီမက္ကစီကန်နေမြေကြီးအများကြီးကိုလည်းသူတင်ခဲ့တယ်ခုတတိယတရားအဲသူတို့တွေကတော့ပတ်စံနေပြီးပြီးတော့တင်နေပတ်စံနေနဲ့ဝဲဝဲပြီးတော့တင်နေ ခုကျွန်တော်တို့ရဲ့ဒီတမတိုက်ထွန်တဲ့ trend ကကြတော့သူကမိုင်ပေါင်း8000ကျော်လောက်ကျော်ပြီးတော့အာရှကမြေတရားကိုလာသိမ့်တယ်လို့ပြောတာသူကပတ်စံပေးစရာလုံးဝမလိုပဲဒီတိုင်းလေနေတယ်လာသိမ့်သွားတာအဲ့တော့အဲ့ဒါဘာဖြစ်လို့အဲ့လိုပြောရလဲဆိုတော့ခုကျွန်တော်တို့အာဆီယံထိပ်သီးစနစ်ဘွဲကို dominant trend တမတိုက်တက်လာတယ်ပေါ့နော် dominant trend တမတိုက်တက်လာတာလူတွေကပြောကြတယ်ကျွန်တော်မြန်မာနိုင်ငံကအဲမောင်ပူလို့လည်းပဲတွတ်တက်မယ်ပေါ့နော်သူတို့လည်းပဲတွေးဆမှုတွေရမယ်ဆိုပြီးတော့လည်းပြောတယ်ဗျတကယ်တော့သူလည်းတက်ရောက်ခွင့်လည်းမရသလို ဟိုဖိတ်ကြားမှုလည်းမခံရဘူးဒါပါတော့ဒါ तू အချက်နဲ့ तू ပေါ့နော်အဲ့တော့ကျွန်တော်ဆိုလိုချင်တာက तू ဘာဖြစ်လို့ဒီအာရှကိုရောက်လာတာလဲဆိုတော့နောက်ွယ်ရပေါ့အချက်အဓိကကတော့မြေရှားပဲ red app ပဲအဲ့တော့အဲ့မြေရှားဆိုတာကကျွန်တော်တို့တွေပြောပြောနေတဲ့မြေရှားမြေရှားဆိုတာဒါကြီးအင်မတန်ရှားသလားပေါ့နော် တကယ်ကိုရှာဝါပစ္စည်းလို့ကျွန်တော်တို့ကထင်ကြ။တကယ်တော့လည်းပဲအဲ့ညေရှားဆိုတာကြီးကဒီကြောက်ခဲကြီးလိုမျိုးကျွန်တော်တို့ချွေလို့ဂျင်းနီလို့လိုမျိုးတည်တံ့ကြီးတော့မဟုတ်ဘူး။သူကအဲ့ဒီမှာတဲရီထဲမှာလည်းပါတယ်ကျွန်တော်တို့မြေကြီးထဲမှာပါတယ် dress တွေကိုမှ dressing တွေကိုမှ16မျိုးလောက်ရှိတဲ့ dressing တွေကိုမှဒီပညာအမြင့်နဲ့ထုတ်လိုက်တဲ့အတွက်ကြောင့်မို့လို့ရလာတဲ့ဒါပြောရရင်ရလက်လို့ပဲပြောလို့ရအဲ့ဒါကတော်တော်များများနိုင်ငံတွေမှာရှိပါတယ်အမေရိကန်ဆိုလို့ရှိရင်လည်းဒီပညာရရင်အမြင့်နဲ့အတွက်ကြောင့်မို့လို့နိုင်ငံကနေပြီးတော့မှအ နေ့စဉ်တန်နဲ့ကြည့်ပြီးထုတ်တယ်။နောက်တရုတ်ကနည်းပညာထုတ်တယ်။အဲဒီတော့အမေရိကန်ပြီးရင်တရုတ်တရုတ်ပြီးရင်မြန်မာလို့ပြောတယ်။အေးဒါပေမဲ့လို့ဘာဖြစ်လို့မြေရှားထုတ်တဲ့ဥစ္စာတွေမှာမြန်မာကိုတမတားကြီးကမဝဲတာလဲ။အဲ့တော့ကျွန်တော်တို့အားလုံးမျှော်လင့်ထားတယ်လို့ပဲဒီမြေရှားကတတိယမြန်မာနိုင်ငံကတတိယထုတ်နေတဲ့အတွက်ကြောင့်မို့လို့မြန်မာနိုင်ငံကနေတမတားကြီးရတော့ဝင်မှာမြန်မာနိုင်ငံကတော့ဒေဂျာဘောက်တမတားကြီးရဲ့အာယုံဆိုင်မှုကိုရပြီဆိုပြီးတော့မျှော်လင့်နေကြတာဒါမှမဟုတ်ဖြစ်မလားဟ ခုချိန်ထိအောင်ကိုဒီ Donald Trump ကနေတဲ့ပြောမှာပြောတဲ့စကားတွေသူ့ရဲ့လုံရက်တွေထဲမှာတကယ်သတင်းမီဒီယာတွေကိုချပြတဲ့အထက်မှာမြန်မာနိုင်ငံအကြောင်းကိုအတိအလင်ချပြထားတာဖွင့်ပြထားတာမပါသေးဘူးဒီမလေးရှားကိုလာတယ်မလေးရှားမှာဒီအကောင်လုံးလည်းတည်ပြီးသားပဲရောက်တာနဲ့သူတခါတည်းကားတယ်အကောင်လုံးနဲ့ကြောကြောရှင်းရှင်းနဲ့တကယ်ကိုပဲလွတ်လွတ်လပ်လပ်ပေါ်ပေါ်ပါပါနဲ့ဆိုလည်းပြောမှာဒီကဘာလုံးမှာသူ့ရဲ့ပုံရိပ်ကဒါတော်တော်လေးအကောင်ဘက်ကိုဦးတည်သွားတယ်လို့တော့ပြောလို့ရတယ်ပေါ့နော်အဲ့တော့သူကဒီလိုလာတာကလည်းပဲ သူကအကြီးကားကတော့သူကမြေဝဲဖို့ဒီမြေရှားလိုချင်တဲ့အတွက်ကြောင့်မလို့အာရှကမြေကိုလှန့်သိမ်းတာပဲဒါဘုံဘုံလင်းလင်းပြောရင်လှန့်သိမ်းတာပဲအဲ့လိုသိမ်းတဲ့နေရာမှာသူကဘယ်လိုလုပ်လဲဆိုတဲ့အခါကျတော့သူလိုချင်တဲ့တကတ်ကိုသူကဘုံဘုံလင်းလင်းပြောပါတယ်သူကလိုပဲစုကိုသူလိုချင်တယ်သူ့ကိုလည်းပေးဖို့လို့သူထိုက်တန်နေဆိုတာလေပုံမှန်လေးခဏခဏပြောတယ်သူကတတိယအကျင့်တမတတဒန်းကိုလည်းသူ ထမ်းဆောင်ခြင်းပါတယ်ဆိုတာကိုဒါကုမပြောတာမဟုတ်ကုမနေလည်းသူကြုံကြုံတယ်လို့ပြောပါတယ်အဲ့တော့အဲ့လိုတွေလုံနေတာကသူ့ရဲ့တပည့်တက်တန်းကိုသူလိုချင်လို့လုံနေတာလို့လည်းဒါသတ်မှတ်လို့ရတယ်ပေါ့နော်နောက်တစ်ချက်ကသူ့နိုင်ငံရဲ့အကောင်အပြည်သူတွေကနေတဲ့ပြီးတော့မှဒီလွန်ခဲ့တဲ့တပတ်တည်းကနေတဲ့ပြီးတော့မှ no key မှာသူရဲ့လောက်ရတဲ့ကိုပြည်သူပေါင်းတန်းပေါင်း9တန်းနဲ့9တန်းထိအောင် American Revolution no key ဒုတိယ version လို့တော့မှကျွန်တော်တင်ခဲ့ပါသေးတယ် ဲ့တော့အဲ့လိုမျိုးလူတွေကအဲ့လိုမျိုးလုပ်နေတဲ့အတွက်ကြောင့်မလို့လည်းပဲသူကဒီနည်းနည်းလေးပြောင်းလဲပြီးတော့မှပြည်သူတွေရဲ့အမြင်ကိုပြောင်းလဲပြည်သူတွေရဲ့ဆန္ဒကိုပြောင်းလဲလိုက်တယ်ဆိုတဲ့သဘောအနေနဲ့ဒါဒီခီးစဉ်ကိုစီစဉ်လိုက်တယ်လို့လည်းပဲဒါကျွန်တော်တို့အနေနဲ့ကျွန်တော်တို့အနေနဲ့သုံးသပ်လို့ရပါတယ်ဒါကတော့ကျွန်တော်ရဲ့ကိုယ်ပိုင်သုံးသပ်ချက်ဖြစ်ပါတယ်မလေးရှားနိုင်ငံမလေးရှားနိုင်ငံက16တန်းကြော်ကြော်လောက်ရှိတဲ့ဒီဓာတ်တွေကိုမြေရှားတွေကို react တွေကို ကပြက်နိုင်ငံတွေကိုချမရောင်းရဘူးထုတ်မထုတ်လို့ရဘူးဆိုတော့သူတို့ရဲ့ဥပဒေကိုသူကနည်းနည်းလေးပြင်လိုက်ပြီးမှအမေရိကန်ကိုတော့ပဲချင်းချက်အနေနဲ့သူကကိုထည့်ပေးလိုက်တယ်ပြီးတဲ့ခါကျသူကဘသူတွေနဲ့ MOU ရဲ့လက်အောက်မှာဝင်လိုက်လဲဆိုတဲ့ခါကျတော့ခုကမ္ဘောဒီးယားနဲ့ထိုင်းငယ်ကသူတို့စစ်ဖြစ်နေကြတာအားလုံးလည်းသိတယ်စစ်ဖြစ်ဖို့အရေးအယောင်တွေနဲ့အကောင်လုံးလက်နက်ကြီးတွေနဲ့အဲငယ်ချားတွေမှာစစ်တပ်တွေနဲ့အပီးပြင်လောက်ထားတဲ့ဥစ္စာတွေကိုသူကအကောင်လုံးတင်ခိုင်းလိုက်တယ်လက်နက်ကြီးတွေတင်ခိုင်းနေ ပြီးတဲ့ခါကျတော့အဲ့ဒီမှာသူတို့တွေရဲ့နိုင်ငံချစ်ကြည်ရေးစာချုပ်တွေကိုလည်းပဲစာချုပ်ချုပ်တယ်အဲ့ဒီစာချုပ်တွေရဲ့နောက်ပိုင်းမှာအဓိကချက်ကဘာပါလာလဲဆိုအမေရိကန်ကဘာဖြစ်လို့ဒီလိုတရားဝင်ကြီးလောက်ရတာလဲဆိုတဲ့ခါကျတော့သူကအဓိကကအဲ့ဒီအချက်ကသူ့အတွက်တစ်ချက်ကသူကငင်းချမ်းရေးကိုပေါ်ဆောင်ပေးတဲ့သူအနေနဲ့သူလုပ်တယ်နေ့ချက်ကအဲ့ဒီရနောက်ွယ်မှာဒီမြေရှား rare earth တွေနဲ့ပတ်သက်တာတွေသူ့နိုင်ငံကိုတင်ပို့ဖို့ရအတွက်ဖြစ်တယ်။အဲ့ဒီတော့ တဲပြူတွေတံပေါင်းများစွာကိုသူ့ကိုတင်ပို့ဖို့ရာအတွက်ကဒီကမ္ဘောဒီးယားကထိုင်းနိုင်ငံရဲ့တင်မောတွေနဲ့ပြရေချောင်းလမ်းတွေကိုအဓိကတောင်းရမှာဖြစ်တဲ့ကြောင့်မလို့သူတို့နိုင်ငံချစ်ကြည်မှသာလျှင်သူလိုချင်တဲ့အရာတွေကိုရမှာဆိုတဲ့အနေနဲ့သူကအဲ့ဒီ MOU ကိုစာချုပ်ကိုချိုးလိုက်တာဖြစ်တယ်။ MOU ကိုချိုးလိုက်တဲ့အတွက်ကြောင့်မလို့လည်းပဲသူ့အတွက်ကအကျိုးမြတ်တွေအများကြီးရလာတယ်။အဲ့အကျိုးမြတ်တွေရဲ့ရလာကသူကတတိယလက်ကိုလည်းပဲဥတည်သွားနိုင်တယ်လို့ပြောလို့ရတယ် ဒါကတော့ကျွန်တော်မြင်တဲ့အမြင်လေးပဲဖြစ်ပါတယ်အဲ့ဒီလိုမျိုးသူလှုပ်ခဲ့တာတွေရဲ့အဓိကမှာဆိုရင်ကိုသူ့အတွက်အကျိုးရလဒ်အများကြီးရတယ်ဒါပေမဲ့မြန်မာနိုင်ငံကိုမတုံးမြန်မာနိုင်ငံကိုဘာဖြစ်လို့မတုံးတာလဲဆိုတော့အချက်နှစ်ချက်ရှိတယ်နံပါတ်၁ချက်ကနိုင်ငံရေးနဲ့လုံခြုံရေးမတည်ငြိမ်နောက်နံပါတ်၂ချက်ကကြတော့ဒါကုဂါဗာမန့်လို့ခေါ်တာပေါ့နော်တကယ်ထိမ့်သိမ့်နိုင်တဲ့ကောင်းမွန်တဲ့ဂါဗာမန့်နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာပိုင်နဲ့လို့မရှိဘူးလို့သူကတတ်မှတ်တာ အဲ့ဒီအချက်နှစ်ချက်ကြောင့်မလို့ဆိုမြန်မာနိုင်ငံကိုထည့်မတော့ဘူးမြန်မာနိုင်ငံကိုဘာဖြစ်လို့အဲ့ဒီလိုအချက်နှစ်ချက်ကိုဖြစ်လာအောင်ဘယ်သူကလှုပ်တာလဲဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ရဲ့ကြီးမားကြီးကလှုပ်တာပဲဒါပေါ့ပေါ့စီကြီးကလှုပ်တာအဲ့တော့အဲ့ပေါ့စီကြီးကဘာဖြစ်လို့အဲ့လိုလုပ်တာလဲဆိုတော့သူကလည်းသိတယ်ကမ္ဘာနိုင်ငံတွေမှာသူနဲ့ပြိုင်ဘက်တွေရှိတယ်သူနဲ့ပြိုင်ဘက်တွေကအကြီးကအပြင်ဆိုရမယ်ဆိုလို့ရှိရင်တော့ဒါအမေရိကန်ပဲအမေရိကန်နဲ့သူနဲ့ကကမ္ဘာကြီးကိုအုပ်ချုပ်ဖို့ရအရင်တော့က ဒီ Spain နဲ့ Dutch တွေနဲ့ England နဲ့ထိန်ချုပ်ဖို့ရာအတွက်အင်အားပြိုင်ရတယ်သူတို့နိုင်ငံ၃နိုင်ငံကအင်အားပြိုင်နေကြတယ်ရုရှားကြီးကသူနိုင်ငံကိုကျော်နေတဲ့အတွက်ကြောင့်မလို့သူနိုင်ငံကြီးကျော်ပြီးဒီဘက်ကိုလာပြီးဘလောက်ပဲအောက်ဆီဂျင်အောက်ဆီဂျင်သူ့ရဲ့ထိန်ချုပ်မှုကိုမကျော်နိုင်ဘူးဆိုတာသူသိတယ်အဲ့တော့တခြားအပြင်ကြည့်မယ်ဆိုလို့အဲ့တော့ရုရှားကြီးကိုဖယ်လိုက်မယ်အမေရိကန် ကနေပြီးတော့သူ့ကိုထိန်ချုပ်မယ်ဆိုလို့ရှိရင်အမေရိကန်ကထိုင်းကနေပြီးတော့ထိန်ချုပ်လာတယ်ထိုင်းကငကိုရဲကမှအမေရိကန်ရဲ့ နိုင်ငံတစ်ခုအနေနဲ့နည်းမျဉ်းတစ်ခုအနေနဲ့ရှိပြီးသားဖြစ်နေတယ်။အဲ့ဒီတော့အဲ့ဒီကနေထိန်းချုပ်မယ်ဆိုထိန်းချုပ်လို့ရတဲ့အတွက်ကြောင့်မလို့သူကဘယ်လိုလုပ်လဲဆိုတော့မြန်မာနိုင်ငံသားချင်းချင်းကိုဒါလက်နက်ထောက်ပံ့နေပစ္စည်းထောက်ပံ့နေဒီဘက်ကိုလောင်ချရောင်းရင်ဟိုဘက်ကိုလင်းရောင်းမယ်စသဖြင့်ပေါ့နော်သူကအင်ကြက်ချင်းအိုးမဲ့တုတ်ထားတဲ့အတွက်ကြောင့်မလို့မြန်မာပြည်သူတွေမြန်မာနိုင်ငံတွေတကူလုံးကဘယ်တော့မှမတည်ငြိမ်ခဲ့ဘူး။အဲ့လိုမတည်ငြိမ်ခဲ့တာကိုပြန်ကြည့်မယ်ဆိုရင် တရုတ်ကမြန်မာနိုင်ငံကိုစပြီးတော့လွတ်လပ်ရေးတိုက်ပွဲမှာဝင်တော့တယ်ကမှဒီတပ်မဟာတွေကနေလည်းမြန်မာနိုင်ငံကိုဝင်လာခဲ့တယ်ဝင်လာခဲ့ပြီးတော့သူကဒီတပ်ကြီးနဲ့အတူမြန်မာနိုင်ငံကိုကူညီခြင်းအောင်ဆောင်ခဲ့ပေမဲ့လို့မြန်မာနိုင်ငံကနေပြီးတော့ပါသွားတဲ့လူတွေသူကောင်းမွန်ဘယ်တော့မှမကူညီဘူးအကုန်လုံးဟိုချောင်တို့ဒီချောင်တို့နဲ့ကောင်းမွန်အောင်တကယ်ကိုထိထိရရကူညီခဲ့တာမျိုးတစ်ခုမှမရှိခဲ့ဘူး သူ့အကျိုးအတွက်သူကဒီလူအားကိုတပြားပေးပြီးတစ်ချက်ဖိုးယူတာမျိုးနဲ့တပြားပေးပြီးဆယ်ဖိုးယူတာမျိုးဆိုတဲ့လုံရက်ဒီပဲအောက်တန်းကြတဲ့လုံရက်ဒီကိုပဲသူကလုတ်ခဲ့တယ်လို့ဒါကျွန်တော်တို့တမိုင်းတွေပြန်ကြည့်မယ်ဆိုရင်တွေ့ရတယ်အဲ့တော့တရုတ်ကြီးကလုံဝါကိုမြန်မာနိုင်ငံအတွက်အကျိုးပြုခဲ့တဲ့အချက်ကမရှိခဲ့ဘူးလို့ပြောလို့ရတယ်အဲ့ဒီတော့အဲ့လိုတွေလုံနေတဲ့အတွက်ကြောင့်မို့လို့မြန်မာနိုင်ငံမတည်ငြိမ်ဘူးကောင်းမွန်တဲ့ government တခုကိုမတည်ဆောက်နိုင်ဘူးအဲ့တော့ဒါတွေကဒုတိယကမ္ဘာစစ်ကနေတဲ့ဘုကျင်တည်းတော့ သူနဲ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့မြန်မာနိုင်ငံအိန္ဒိယတရုတ်တို့အကုန်လုံးကကမ္ဘာနိုင်ငံတွေဒုတိယကမ္ဘာစစ်ပြီးတဲ့ချိန်မှာတိုးတက်လာတဲ့ချိန်မှာမြန်မာနိုင်ငံလုံးဝမတိုးတက်လာဘူးမြန်မာနိုင်ငံသူတို့တက်ဒီပြင်ကျွန်တော်တို့တဘာဝတည်ရန်စားတာတွေအင်မတန်ပေါ်တယ်ပြီးတော့ခါကြတော့ဘင်းလေစိတ်ကန်းတွေအများကြီးရှိတယ်ပြီးတော့ကမ္ဘာကုန်သွယ်ရေးနဲ့တကယ်အချက်အချာကြတဲ့နေရာတွေကိုအများကြီးပိုင်ဆိုင်ထားတယ်ကမ္ဘာကျော်တဲ့ကျွန်းတို့လိုမျိုးပစ္စည်းတွေတဘာဝပစ္စည်းတွေအများကြီးရှိတယ် နော် gas တွေရေနံတွေတဘာဝဓာတ်ငွေတွေလည်းထွက်တယ်ရွှေတွေရှိတယ်ငွေတွေရှိတယ်ဂျင်းတွေအပြိုင်နဲ့တတ်ထူတွေများကြီးရှိတယ်ကြောက်စိမ့်တွေရှိတယ်ဒါပေမဲ့မြန်မာနိုင်ငံကမတို့တက်လာဘူးဘာဖြစ်လို့မတို့တက်လာတာလဲဆိုအဲ့ဒီတို့တက်လာမှုတွေအကုန်လုံးကိုတရုတ်ကနေပြီးတော့အစီစုပ်ထားတဲ့အတွက်ကြောင့်မလို့မြန်မာနိုင်ငံမတို့တက်လာအဲ့ဒီနေရာမှာတခုပြောစရာရှိတာပါကျွန်တော်တို့မြန်မာနိုင်ငံရဲ့မြောက်ပြားဘက်မှာဆိုလို့ရှိရင်အခုဒါမြေရှားတွေ rare app တွေဒါကဘာမှာအရန်ကိုပဲအသုံးပြနေလို့ဒီ rare app ရှိတဲ့နိုင်ငံတွေကအရန်ကိုတိုးတက်နေမြန်မာနိုင်ငံကတတိယထုတ်လုပ်ဆုံးနိုင်ငံဖြစ်ပြီးတော့အဖြစ်လို့မတိုးတက်တာလဲဆိုတဲ့အခါကျတော့တရုတ်ကနေပြီးတော့အုပ်ဆုပ်ထားတယ်တရုတ်ကနေတဲ့ပြီးမှာဂုတ်သွေးဆုပ်ထားတယ်ဒီတန်းကိုတကယ်တန်ဖိုးဟာဒေါ်လာတန်နဲ့ချီပြီးရှိတာပေါ့မှာကျွန်တော်တို့ကချင်ပြည်နယ်ကနေသူဝဲနေတဲ့ဥစားဒေါ်လာ20 30လောက်နဲ့ပဲဒါစပေါင်းထောင်နဲ့ချီပြီးတော့ဝဲနေတယ် ြမကိုနှီးပညာမပေးဘူးမြမကိုတည်ငြိမ်သွားလို့နှီးပညာရသွားရင်သူမရနိုင်တော့ဘူးဆိုတော့အချက်ကို तू ကဂိုင်းထားတယ်အဲ့ဒါကြောင့်အမေရိကန်ကူဒေါ်နယ်ထရန့်ကဒီချက်တွေကိုတည်နေတဲ့အချိန်မှာ तू ကဝင်မလာဘူးအမေရိကန်ဝင်လာရင်တရုတ်နဲ့ထိတိုက်တွေ့ရမှာဖြစ်တယ်အဲ့ဒီတော့အမေရိကန်ကလည်းဒါတွေကိုတည်တယ်အဲ့ဒါကြောင့်မလို့ဝင်မလာတာဖြစ်တယ်အဲ့ဒါကြောင့်အဲ့ဒီအစားမြန်မာကိုလုံးဝမတုံမဲနဲ့ကိုကထိုင်းလို့ကမ္ဘောဒီးယားလို့မလေးရှားလို့လိုမျိုးမြန်မာလောက်နင်းနီးပေါ့နော်သူတို့တွေဒါ အာရှမှာရှိနေတဲ့ rare earth တွေရဲ့အခြားဟာတွေအကုန်လုံးကိုသူကထိန်းချုပ်လိုက်တာနည်းနည်းထိန်းချုပ်လိုက်တာဖြစ်တယ်။အဲ့ဒီအတွက်လည်းပဲမြန်မာနိုင်ငံအတွက်ကအင်မတန်မှကိုညှစ်နာပါတယ်။တကယ်တမ်းတော့ဒါတွေကရှိနေပါရဲ့နဲ့အမှန်ကတော့ထုတ်မသုံးတာအကောင်းဆုံးပဲ။ထုတ်သုံးမယ်ဆိုရင်လည်းတန်ကြီးတင်းတင်းနဲ့တန်ကြီးကိုရတဲ့တယ်။ကျွန်တော်တို့ကဘယ်လိုဖြစ်နေလဲဆိုတော့ကုတ်ပစ္စည်းကိုထုတ်ရအောင်ကျွန်တော်တို့ကတခိုးစေးနဲ့ရအောင်နေရတာဖြစ်တယ်။ပြန်လဲစဉ်းစားကြည့်မယ်ဆိုရင်ကျွန်တော်ခဏခဏပြောရလို့ပဲကျွန်တော်တို့မြောက် ပိုင်းမှာဆိုလို့ရှိရင်ဒီ red add တွေထွက်တယ်ကချင်းပြည်နယ် red add တွေထွက်တယ်ဖားကန်တို့မှာဆိုကြောက်စိမ့်တွေထွက်တယ်အဲကြောက်စိမ့်တွေဟာဆိုလို့ရှင်ကဘာပေါ်မှာအရန်ကောင်းတဲ့အည်သွင်းမြင့်တဲ့ဒါကြောက်စိမ့်တွေဖြစ်တယ်အဲကြောက်စိမ့်တွေအကုန်လုံးရဲ့ကြောက်စိမ့်ဈေးကွက်ကြီးဟာမြန်မာနိုင်ငံမှာရှိသလားဆိုမရှိဘူးမြန်မာနိုင်ငံကအဲကြောက်စိမ့်တွေကိုကျွန်တော်တို့လက်ကောက်တွေဝေ့ပြီးတော့ဆွဲကြိုးတွေနဲ့တခါတည်းဒီကြောက်စိမ့်ကြီးတွေအင်မတန်မှဘိုပဲကြောက်စိမ့်စပွဲကြီးတွေနဲ့အမောင်ချမ်းချမ်းသာသာနဲ့အေးအေးချမ်းချမ်းနဲ့တုံးနေရတဲ့မြန်မာလူမျိုး ကချင်လူမျိုးရှိလားလို့ဆိုလို့ရှိရင်လက်ချိုးရည်လို့ရလက်တဆုပ်စာလောက်ကလေးပဲရှိအဲ့ဒါတွေကလည်းပဲတရုတ်နဲ့ဆက်ဆက်နေတဲ့လူတွေနဲ့တရုတ်ရဲ့လက်ပါစေတွေပဲဖြစ်တယ်အဲ့ဒီတော့ခုတခါပြန်ပြောမယ်ဆိုလို့ရှိရင်ကချင်ပြည်နယ်ဒီလောက်အများကြီးထွက်နေပါရဲ့နဲ့ကချင်လူမျိုးတွေချမ်းသာကြလားလို့ပြောရင်လက်တဆုပ်စာလေးပဲချမ်းသာကျန်တဲ့ကြင်ပြည်လူမျိုးတွေအကုန်လုံးကမ္ဘာနိုင်ငံတွေမှာကျွန်တော်တို့အမေရိကန်တွေမှာစပြီးတော့မှဒါ refugee တွေနဲ့တကယ်သူ့ဟာသူလောက်ကိုင်းစားတောက်ပြီးတော့မှအရန်ကိုဆင်းရဲနေ အဲ့ဒီတော့အဲ့ဓာတွေဘသူတွေချမ်းသာနေလဲဆိုလို့ရှိရင်တော့ဒါကိုကျိုးစွန့်ကိုကျိုးကိုပဲအတ္တအကျိုးပဲကြည်နေတဲ့လူတွေအဲ့လူတွေနည်းနည်းလေးပဲချမ်းသာတယ်တကယ်လို့ဒါမြန်မာနိုင်ငံကြီးမြန်မာလူမျိုးတွေအားလုံးဟာတိုင်းသားတွေအားလုံးဟာစူးစီးမဲ့ညီညွတ်မဲ့တကယ်စစ်မှန်တဲ့အဖွဲ့ပြည်ဆောင်စုတစ်ခုကိုတိဆောက်ခဲ့မယ်ကိုလေးဒါဤပညာကိုဒါတကယ်ကောင်းမွန်တဲ့မိဖတ်နိုင်ငံတစ်ခုရှိခဲ့မယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံဟာအရန်ကိုတိုးတက်သွားလိမ့်မယ် အဲ့တော့ကျွန်တော်တို့ကဒီတရုတ်နဲ့ကအင်းကြီးချင်းဖြစ်နေတယ်သူ့ကိုမလွန်ဆန်နိုင်မှုမကောင်းဘူးလို့ပြောတာတကယ်တမ်းတော့ကျွန်တော်တို့တွေကညီးကိုမရှာဘဲနဲ့သူ့ပေးတဲ့လောက်ကလေးတွေကိုယူပြီးတော့ကို့အတကို့အကျိုးတွေအတွက်ပဲလုပ်နေတဲ့နိုင်ငံသားနိုင်ငံရေးသမားတွေရှိနေတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်နိုင်ငံရေးကြီးကကျွန်တော်တို့မြန်မာနိုင်ငံကြီးကလုံးဝကိုမတိုးတက်တာဖြစ်တယ်အဲ့တော့ခုဆိုလို့ရှိရင်လည်းပဲတကယ်သာအမေရိကန်တို့လိုမျိုးတကယ်နောက်ဆုံးထိုင်းတို့နဲ့တကယ်စစ်မှန်တဲ့လက်ကဲလက်တွဲနိုင်တယ်ဆိုလို့ရှိရင် တရုတ်နဲ့လက်တွဲတာအများကြီးလာတယ်ဒါပေမဲ့အဲ့လိုလက်တွဲလို့မရဘူးဘာဖြစ်လို့လက်တွဲလို့မရတာလဲဆိုတော့အတားနဲ့ကို့အကျိုးကိုပဲကြည်နေတဲ့ခေါင်းဆောင်ပိုင်းတွေကမြန်မာနိုင်ငံမှာအများကြီးနေရာတိုင်းမှာရှိနေတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့မြန်မာနိုင်ငံကမရတာဖြစ်တယ်ခုဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့တာလာရဟာဒီလောက်ကြာနေတာဘာဖြစ်လို့လဲဆိုရင် အောင်မြင်တော့မယ့်ဟေ့ကြရင်တရုတ်ကနေလည်းဝင်ပြပြီးတော့ထိမ့်ပြီးတော့ကြားွက်တွေအများကြီးကစားနေတဲ့အတွက်ကြောင့်မို့လို့ ျွန်တော်တို့မြန်မာနိုင်ငံကနှစ်ပေါင်း80ကျော်အောင်ကပတ်အကြီးမားဆုံးအကျယ်ဆုံးအကြာဆုံးဒီရင်းစစ်ကြီးကိုပိုင်ဆိုင်ထားတဲ့ဂုံယူဝေယာနိုင်ငံကြီးတစ်ခုဖြစ်နေတာဒါကျွန်တော်ရွေးပြောနေတာအဲ့ဒီတော့အမေရိကန်ဟိုလိုမျိုးသူ့အကျိုးကိုသူကြည့်တယ်ဆိုရင်တော့မှသူကဘယ်လိုဖြစ်လဲဆိုလို့ရှိရင်ညော့ငါးမင်းတစ်ခုငါးတစ်ခုဆိုတဲ့အစင်မျိုးနဲ့စာရင်ကြပြားဖို့ပြီးပြီးတော့10ဘိုးလောက်ယူ1000ဘိုးလောက်ယူလေတည်ုံနဲ့စာအများကြီးတာ ဒါကကျွန်တော်ကအမေရိကန်မှာနေနေလို့အမေရိကန်ကောင်းကောင်းပြောနေတာမဟုတ်ဘူးအားလုံးလည်းပဲသိနေတာပဲကျွန်တော်တို့နိုင်ငံကတကယ်ကိုကိုကျိုးစွန့်ပြီးတော့ကူညီနိုင်တဲ့ဘုရားအောင်ဆန်းတို့လို့နော်မေယော်ဝါဆန်းစုကြည်တို့လိုမျိုးတကယ်ကိုကိုအကျိုးစွန့်ပြီးတော့နိုင်ငံကောင်းကျိုးအတွက်ကိုလုပ်မယ်ဆိုတဲ့ခေါင်းဆောင်ဟာမြန်မာနိုင်ငံမှာမပေါ်ပေါက်ခင်းတဲ့နိုင်ငံရေးလှုပ်တဲ့လူတွေဟာ ငါအကျိုးအတွက်စွန့်နေစွန့်နေလို့ပြောနေပြီမြဲလို့တကယ်တမ်းတော့ကိုအတ္တကိုအကျိုးကိုရှည်တန်းတင်းနေတဲ့အတွက်ကြောင့်ဒီမနိုင်ငံကြီးကမတို့တက်တာပဲကျွန်တော်ကလည်းနိုင်ငံရေးအကြောင်းကိုမပြောဘူးဆိုတဲ့အနေနဲ့ကျွန်တော်ပြောတဲ့ဒီမနိုင်ငံရေးအကြောင်းညီမလိုက်ပါလာတဲ့အတွက်လည်းအားလုံးကိုထမပါပါတယ်ကျွန်တော်ဆိုလိုချင်တာကတော့ဒီမနိုင်ငံကအမေရိကန်ရဲ့အတုံးချမှုကိုဘာဖြစ်လို့မခံရတာလဲဆိုရင်နံပါတ်၁ချက်ကဒီရုပ်ကနေတဲ့ပြောမှာဒီဆောက်ထိမ့်ချုပ်ထားတဲ့ဒါကိုဂဗာမန့်မရှိခြင်းနဲ့တည်ငြိမ်တဲ့ အချမ်းတဲ့နိုင်ငံတော်တစ်ခုမဖြစ်နေခြင်းဟာမြန်မာနိုင်ငံပြည်သူပြည်သားတွေနဲ့မြန်မာနိုင်ငံကြီးတစ်ခုလုံးရဲ့တိုးတက်မှုနဲ့အနာဂတ်ကိုအများကြီးထိရောက်ချက်စီးနေတယ်ဆိုတာကိုပြောချင်တာဖြစ်ပါတယ်။အဲဒါကြောင့်မို့လို့လည်းပဲကူဟာကမလေးရှားတို့ထိုင်းတို့ကမ္ဘောဒီးယားတို့လိုမျိုးကမ္ဘာရဲ့ရှေ့ဘက်တွေထိအောင်ကိုနည်းမြေကျူးပြီးတော့မှတကယ်ကို နေမြေတွေအများကြီးကိုမိုင်းပေါင်း၈၀၀ကျော်ပြီးတော့မှတမတာကြီးရောက်လာတဲ့နေရာမှာမြန်မာနိုင်ငံကိုထဲ့မပြောဘဲနဲ့ထဲ့မတုံနေတာတွေရဲ့အကြီးကလက်တွေတည့်ရခံဟာတရုတ်နိုင်ငံကြီးဖြစ်တယ်ဆိုတာကိုသိစေချင်တာဖြစ်ပါတယ်။နောက်မြန်မာတွေနဲ့ပတ်သက်လို့ကျွန်တော်ဂျုံုံလေးတစ်ခုပြောချင်တာလည်းရှိသေးတယ်။ကျွန်တော်တို့မြန်မာတွေဟာခွင်းလွတ်တယ်၊ဒီခံတယ်၊ရောင်ရဲတတ်တယ်၊ကောင်းပါတယ်။ဒါပေမဲ့လို့အဲ့ဒီဟာတွေကကိုယ့်ရဲ့တိုတက်မှုတွေကိုယ့်ရဲ့ ရှင်တန်မှုတွေကိုဘွားရဲ့အညွန့်တလူတွေကိုဖြတ်စည်းသွားမယ်ဆိုရင်တောင်မှအဲ့ဒါတွေကိုဒီတိုင်းပေးနေတော့မှလားတီးခံနေတော့မှလားဆိုတဲ့မေးခွန်းလေးလည်းကျွန်တော်မေးချင်ပါတယ်။အခုဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့နိုင်ငံက social punishment လုပ်တဲ့နေရာမှာအရန်ကိုနဲပါတယ်။တပြည့်နိုင်ငံတွေမှာဆိုရင် social ဟာ social media တွေကအရန်ကိုတုံးတယ်။မြန်မာနိုင်ငံလည်းအရန်ကိုတုံးတယ်။ဒါပေမဲ့တပြည့်နိုင်ငံတွေမှာဆိုရင်ဒီ social media ဟာကောင်းတဲ့ဘက်ကိုပဲသွားတာဖြစ်တယ်။ကျွန်တော်တို့မြန်မာနိုင်ငံကတော့ social media ဆိုတာကမကောင်းတဲ့ဘက်ကို ွားတယ်လို့သတ်မှတ်ထားကြရဲ့နောက်တစ်ချက်ကခုဆိုလို့ရှိရင်ဗုဒ္ဓမြတ်ကိစ္စမှာဆိုလို့ရှိရင်ဒါသူ့ချစ်သူကျွန်တော်တို့တရင်နေမှာဆိုလို့ရှိရင်လည်းတက်နေကြတာတွေ့ပါပါသူ့ချစ်သူကောင်းမလေးကိုသူကအကောင်လုံးသူ့တငယ်ချင်းတွေအကုန်ရေးလုလိုက်တဲ့အတွက်ကြောင့်မလို့ပတ်စံနဲ့ရေးကနေပြီးတော့မှလာပြီးတော့တိမ်မောင်900လောက်နဲ့ရေးကနေပြီးပတ်စံနဲ့လာညှိပေးတယ်အဲ့ဒီဟာကိုကြည်သူတွေကသူ့မိလို့တွေဘာမှမလုပ်နိုင်တဲ့အတွက်ကြောင့်မလို့ဒီတိုင်းနဲ့နေနေတယ်တကယ်ဆိုရင် social punishment လောက်ရမှာ အဲ့ဒီကောင်မလေးကိုအကုန်လုံးတင်ရမလို့သူ့နာမည်ကိုတင်ရမလို့ပဲနဲ့ဒီဘက်ကကျူးလွန်သူတွေရဲ့ပုံတွေကိုဖြတ်เสียရမလို့ဘူးဒီလူတွေဟာဒီလူမျိုးဒီမိသားစုဒီမိဘအနေနဲ့ပဲမဆုံးမတဲ့အတွက်ကြောင့်မလို့ဒီလူဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီလူမျိုးအောက်တန်းကြားတဲ့လောက်ရက်တွေကိုလုပ်ပါတယ်ဆိုတာမျိုးကိုကဘာပြအောင်တင်ပြရမှာဖြစ်တယ် အဲ့လိုတင်ပြလိုက်ခြင်းအပြင်ဒီလူကိုလိုလိုလိုက်ခြင်းအပြင် तू သွားနေရမှာ तू ဘဝတစ်လျှောက်လုံးကို punishment လုပ်လိုက်ခြင်းအပြင်နောက်လူတွေအတွက်ပါတာလုံးကြတယ်လုံးတဲ့လုံးထိုက်တာကိုလောက်ရမှာဖြစ်တယ်နောက်တစ်ချက်ကကျွန်တော်တို့နိုင်ငံမှာဆိုလို့ရှိရင် review ရေးတယ်ဆိုလို့ရှိရင်လည်း review ကိုတခါတည်း quick ပဲပြီးတော့ရေးတာဘယ်တော့မှနာမည်တွေလိပ်စာတွေကိုထည့်မရေးပါဘူးအဲ့တော့အဲ့လိုမျိုးအဲ့ဒါကို review လို့လည်းမခေါ်ပါဘူး ်ခု6နိုင်ငံနေမှာဆိုလို့ရှင်ကျွန်တော်တို့ကဘာကိုတည်ကျင်လဲဒီ review ကိုဒီအကြောင်းကိုတည်ကျင်လဲဆိုအဲ့ဒီလူဟာအဲ့ဒီ brand ဟာဘယ်လိုပညာပါဘယ်နေရာဆိုင်ကဘယ်လိုရှိရဲဆိုတာမျိုးတွေအတိအကျရေးလို့ရပါတယ်အဲ့လိုရေးခြင်းအပြင်ဒါက copy so e ဆိုတာကိုဒါမှန်မှန်ကန်ကန်ရေးလို့ရပါတယ်အဲ့ဒီတော့အဓိကကပြောချင်တာကတော့ down view မှုတောင်းခံမှုကိုနည်းတယ်လို့ပဲပြောလို့ရတာပေါ့နော်အဲ့တော့အခုမြန်မာနိုင်ငံမှာကျွန်တော်တို့မြန်မာနိုင်ငံသားတွေအားလုံးလည်းပဲကျွန်တော်ပါဝင် တကယ်မကောင်းတဲ့လူတွေကိုမကောင်းဘူးကောင်းတဲ့လူတွေကိုကောင်းတယ်ဆိုတာမျိုးကိုရရင်ဝန်ပြောရဖို့အတွက်နမင်းနဲ့တကွာရုပ်ပုံနဲ့တကွာပြောရဖို့ရာအတွက်ကိုကျွန်တော်ပြပြီးတော့လေ့ကျင့်ကြရအောင်လို့ကျွန်တော်ဒီနေရာနေအားလုံးကိုပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်